ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့တကမ္ဘာလုံး6နိုင်ငံသားထောက်ခံတဲ့ရွေးကောက်ပွဲဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါလေ။ဒိုင်းပြည်အေဂျင်တီငိန်တိုးတက်နေပြီးအစ်စ်ထွက်ပေါ်လာမဲ့လွှတ်တော်ရဲ့ဓာတ်ရိုက်ရိုက်ကူးထုတ်လွှင့်ချက်များကိုနောက်တနေ့မှာကြည့်ရတော့မယ်ဆိုတဲ့အတွေးနဲ့အိယာတွေဝင်သွားကြတယ်ပြည်သူများအဖို့မနေ့အိယာနိုးလာချိန်မှာတော့မင်းအောင်လှိုင်ရဲ့ပြည်ဖြတ် လုတ်ရများကြောင့်မှောင်မိုက်ခက်ခဲတဲ့ခရီးချမ်းကိုဘုံတန်တနတ်တန်များအကြားစတင်ရှောက်လန်းနေကြရပြီဖြစ်ပါတယ်။လက်ရှိချောင်းမြို့သတင်းကျုပ်ပွဲတော်ကျင်းပနေသည်ကိုလီရင်ပေါ်မှမှားယွင်းဘုံချသွားခြင်းမဟုတ်ဘဲနိုင်ငံတကာမှာပျော်စီးရန်အသုံးပြုနေတဲ့ပါရာမော်တာခေါ်စက်တက်ဂလိုက်ဒါနဲ့အသေးအချာချိန်ရွယ်ပြစ်ခတ်သွားခြင်းဖြစ်ပါတယ် ၎င်းတို့ရဲ့ယူရချက်ကတော်လန်ရီရဲ့ခံတက်ကြီးဖြစ်လာနေတဲ့သခိုင်းတိုင်းအတွင်းရှိ လူရုတရက်လုံအားမင်းတို့ပြေးเสียမြေမရှိအသက်ကိုဖက်နဲ့ထုတ်ထားလို့ချင်းချောက်လူကြီးလည်းဖြစ်ပါတယ်တို့မှသာလူလူကြီးကပြည်သူကာကွယ်ရေးတပ်များကိုညူဆူလာပြီးမောင်းနှင်ထောက်ကြပေးမယ်လို့ရည်ရွယ်လှုပ်ဆောင်လာကြခြင်းလည်းဖြစ်ပါတယ်ဘုရားဘာသာပြန်ပွားထွန်းကားရာမြန်မာပြည်တွင်အခါကြီးရကြီးမရှောင် တရင်ကျုပ်ပွဲတော်အားဘုံကျဲတိုက်ခိုက်လိုက်သည်ဆိုတဲ့သတင်းဟာယနေ့နိုင်ငံတကာသတင်းစာမျက်နှာများမှာ ပါရှိလာပြီးဖြစ်ပါတယ်။သို့တော်ယခုအချိန်ထိမိသည့်အစိုးရကမျှပြစ်တင်ရှုတ်ချခြင်းမရှိသေးဘဲမျက်နှာပြောင်တိုက်ခါမတိကျူးကျွံပြုတ်နေကြဆဲဖြစ်ပါတယ်။မတို့ကမ္ဘာတဝန်းဒီမိုကရေစီပြန်ပွားအောင်လုပ်နေတယ်လို့လာပြောမနေကြနဲ့တော့ဖက်စစ်ဟစ်တလာနဲ့ကွန်မြူနစ်စတာလင်ကိုတိုက်ခိုက်ခဲ့တဲ့သူရဲကောင်းတွေ ဘယ်ရောက်ကုန်ပြီလဲထိုင်းဝါရင်းတန်တမန်ကြီးပီယိုမြကတခါကအဲ့ဒီလိုမချင်မရဲပြောခဲ့ဘူးပါလေအရှိတောင်အာရှထရန့်ရဲ့မရေရာမသေးချာမှုများနဲ့တူအမေရိကန်တရုတ်တို့အကြအားပြိုင်မှုပြင်းထန်သည့်ထက်ပြင်းထန်လာနေလို့နိုင်ငံများဟာသတိကြီးစွာ ထားပြီးဆက်ဆံနေကြရတော့လေမင်းအွန်လိုင်းကတော့တရုတ်နဲ့ရုရှားကို၎င်းနဲ့ရောက်ခမတော်ဆက်နေတဲ့လားပြောချင်ရာပြောနေစေဖြစ်ပါလေ အလုံးကသတိကြီးစွာနဲ့နေနေကြချိန်မှာ၎င်းကနျူကလီးယားနျူကလီးယားလို့ထ၍ဟစ်ကျွေးနေခြင်းလောက်မိန်မဲတဲ့အရာ ရှိပေဥမီလောင်ဒံမျိုးကိုအုတ်ချုပ်မီဆိုသူအဖို့ဘာကုန်မြမတိနိုင်မမြင်နိုင် ပြောကျင်ရပြောနေသောညာလဲအောက်ခြေကစစ်တီများကတော့ကောင်းစွာတိမြင်နေကြပါပြီ။၎င်းတို့ဖို့ကယုံမထွက်နိုင်ဖြစ်နေရပြီးမြန်မြန်ပြီးမှအေးမယ်ဆိုကလူလူပေါ်ပူ၍ရန်လူလာကြခြင်းဖြစ်ပါလေ။အားလုံးကိုမတင်ငါစိတ်နဲ့ဆက်ဆံလာကြပါလေ။သို့တော်၎င်းတို့အကြီးကဲများဟာဖျားတီခြင်းလက်စားခြင်းဆွေမျိုးသားခြင်းအောက်လက်များကောင်းစားအောင် လုပ်ပေးခြင်းအဆရှိသည်တို့မှလွန်စွာထူးချွန်ပြောင်မြောက်စွာ လုံနိုင်စွာ ရှိသူများဖြစ်၍လည်းအားကိုးနေကြပါလေ။မင်းအွန်လိုင်းမှာထို့သို့လက်တွေ့အဖြစ်ပြက်များနဲ့ကင်းကွာအောင်ပြောဆိုလာတဲ့အခါတိုင်းအကျန်းဖတ်တဲ့ရဲ့ဝါရဖြန့်ချီရေးစည်ရင်နရားကြီးဟာလူလူအကြိုက်သတင်းအတုအယောင်များထုတ်လွှင့်ကအာယုံပြောင်းပေးနေရပါလေ။တော်လိုင်းဤဘတ်တော်သားများအပုတ်ချအောက်လုံးထိုးတဲ့သတင်းများထုတ်လွှင့်ကြပါလေ။ပြည်ရင်းပြပမှသူများအပြည်သူများအကြမ်းမှပောက်ဖွာလာတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဟူ လူအပ်သမျှတက်ဆွမ်းသမျှပံဘူးပေးလာနေဒီမှာအချိန်ရော့ကျသွားခြင်းမရှိပါဘူး။သို့တော်အဓိကနေရာမှပံဘူးပေးနေသူတဦးဟာအကျမ်းပတ်စစ်တဲ့ဝါရဖြန့်ချီရေးဘတ်တော်သားများရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်ကျိုးဝိုင်းအတွင်းမှာထွက်ခွာသွားပြီလို့ပြောဆိုသွားခဲ့ပါတယ်။ ရမငွေရှာဖွေပေးနေသူကိုအိတ်ထဲထက်နေတယ်လို့အချင်းမြင့်မရှိမိသူမဆူအလွဲတကူပင်ဆွဆွဲနိုင်ကြပါလေမိတို့ဝင်ဖြစ်စေယခုလိုတော်လန်ကြီးအတွက်အေးဒီကြီးလိုအပ်နေချိန်မှာအချမ်းဖက်စိုက်အုပ်အတွက်အောင်ပွဲရသွားခြင်းလည်းဖြစ်ပါလေ2020ရွေးကောက်ပွဲမှာပြည်သူများကရွေးချယ်တင်မြောက်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်145ဦးထောင်သွင်းအကျဉ်းချခံနေရချိန်မှာပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုစလုံး အနည်းငယ်မျှသာရွေးချယ်ခံခဲ့ရတဲ့ USDB မှခင်းကြီးမောင်မြင့်ဘူးလက်လဆွေတို့နဲ့လွတ်တော်တဲ့တခါမှမရောက်ရသေးတဲ့ကိုကိုကြီးတို့ကတော့အာတက်သယောဖြစ်နေကြပါတယ်။ယခုထက်တေချာဒီကအဘယ်မှာရှိနိုင်ပေဦးမင်းသူရွေးကောက်ပွဲကိုထောက်ခံတဲ့နိုင်ငံဝင်ရဲ့တရုတ်ရုရှားအိန္ဒိယဘီလရုစ်ထိုင်းကမ်ဘောဒီးယား၆နိုင်ငံသာရှိပါတယ်။၎င်းတို့ရွေးကောက်ပွဲကလူမြင်ကောင်းစေခြင်းလျင်အသက်၈၀ရှိ ဒေါ်ဆန်းစုကြည်ကိုလွတ်ပေးမှသာ ဖြစ်လာနိုင်ပေါ်ရှိတယ်လို့အရခတမ်မှုဂျုတ်ဘူဂျုတ်ထွန်းမြတ်နိုင်က AR နဲ့အင်တာဗျူးမှာပြောဆိုသွားခဲ့ပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်